နည်းလည်းပဲတစ်ခါမှမလွန့်ဘူးခုမှလွန့်ကြည့်လိုက်ဒီဆိုင်ကဒီဆိုင်ကဟိုနေ့ကကျွန်တော်နည်းနည်းပြောခဲ့တယ်နော်နည်းနည်းပြောခဲ့တယ်ဆိုတော့ဒီဘက်အထောက်တွေဒီဘက်အထောက်တွေကျွန်တော်အကုန်လိုက်ရှင်းနေတော့တော်တော်လေးဟိုတော့ရှုပ်တယ်ဗျာလိုရင်းမဲသွားမယ်နော်ဒါဟိုနေ့ကကျွန်တော်လည်းပြောခဲ့ပါတယ်လိုရင်းမဲကျွန်တော်ပြောခဲ့တယ်ဒီ 5ဆုံးခုနှစ်အနောက်3ခတ်ပေါ့နော်အနောက်3ခတ်2055 25အဲ့ဒီ5ဆုံးခုနှစ်ထဲမှာဒီ3လုံးဒီ3လုံးရှစ်လို့ဖြည့်လိုက်တိုင်း5နောက်ပိတ်နေဖြစ်တယ်အဲ့ဒီ5နောက်ပိတ်ဒီသူ့ပြီးမှ5ခါနဲ့နောက်ထောင်3လုံးက6လို့ထွက်တယ်နော်အဲ့ဒီကဏ္ဍဒီကျွန်တော်တို့အရှိ3နှစ်ကျော်က၄၅နှစ်ဆိုတဲ့ကဏ္ဍကို၃နှစ်ကျော်မှာဒါ၄၅နှစ်တော့ပေါက်ပြီလေနော် တခါဒုတိယကတ်မှာ2015မှာဇောင်းသုံးလုံးခုနကကျွန်တော်တို့ရှေ့ဖြစ်ပြီးတော့ဒီမှာဇောင်းသုံးလုံး6เนาะဇောင်းသုံးလုံး6လို့ဖြစ်ရင်6နောက်ပိတ်နေသူဖြစ်တယ်အဲ့ဒီ6ဒီတနှစ်ကျော်မှာ6ခါလောက်ဝင်ပြီနောက်ထောင်သုံးလုံး9နဲ့ထွက်တယ်เนาะထွက်လိုက်တော့အဲ့ဒီနှစ်60ဆိုတဲ့ခဏန်းဒီရှေ့3နှစ်ကျော်ကနောက်ထောင်သုံးလုံးနှစ်63ရဆိုတဲ့ခဏန်းလာထွက်ပြီเนาะ အဲအခုကျွန်တော်တို့ဒီနေရာမှာဇောင်းသုံးလုံးက8 9ပြီးတော့10ဖြစ်သွားလို့ခွန်နောက်ပိတ်နဲ့ထွက်တယ်နော်အဲ့ဒီခွန်နောက်ပိတ်ဒီဒီဘွဲကိုခွန်ခါနဲ့နောက်ထောင်သုံးလုံးက4ဖြစ်အောင်တင်းနောက်ပိတ်နဲ့ထွက်ရည်ကျွန်တော်က8ခွန်1လို့ထည့်ပေးခဲ့တယ်နော်အဲသူကချိတ်စည်းကိုကြိုက်တာကတ်လို့ရတယ်နော်ဒီ site ကဒါပေမဲ့ဘာလို့ကျွန်တော်ကအဲ့လို8ခွန်1လို့ထည့်တော့ဆိုတော့အဲ့ဒီ trap ကနန်းဒီရှိတ်၃နှစ်ကျော်ကဒီခွန်ရှိတ်တေဆိုတဲ့နောက်ဘက်သုံးအထောက်ကိုဒီမှာကျွန်တော်ထည့်ချင်တယ်။အရှိတ်အတိုင်းကျွန်တော်ခွန်ခါးနဲ့မထည့်ဘူးရှိတ်ခါးနဲ့ထည့်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရှိတ်ထိတ်ကိုမကစားချင်လို့ပေါ့နော်။အဲဘာလို့အဲ့ကနန်းလေးကိုယူတော့ဆိုတော့သူကဒီအပေါ်မှာတည်းကသူကဖြစ်စဉ်ဆင်းလာတာတွေအများကြီးရှိတယ်ကျွန်တော်မပြောနေတော့ဘူးနော်။အဲ့ဒီနားမှာတို့ဒီသုံးလုံးတစ်စိတ်ကတုံညာထိတ်နော်။အဲ့ဒီတုံညာထိတ်လို့ထွက်ထားတဲ့တပွဲကြော်မှာ ဇောင်းသုံးလုံး17လို့ရိုက်တယ်ရက်ပြီးမှသူ့ရဲ့အောက်ဇောင်းမှာရှိတဲ့၄၅နှစ်ကိုကျွန်တော်တို့၃နှစ်ကျော်ပေါက်တယ်အဲ့ဒီအတိုင်းပဲဒီမှာလဲဇောင်းသုံးလုံး10ရဲ့၃ညထိတ်နေပဲထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်မှာဒီဇောင်းသုံးလုံးက၃ညပဲရိုက်တာနော်အဲ့ဒီမှာတော့1ဒီမှာကျတော့၃ညအဲ့ဒီ၃ညလို့ဖြစ်ပြီးအောက်ဇောင်းမှာရှိတဲ့6 20ကိုခုနကကျွန်တော်ပြောတဲ့နေရာမှာ6 20လို့သူထွက်တယ် ်အခုဒီမှာကျွန်တော်တို့ဇောင်း၃လုံးတက်ဆက်ကို၃ညထိတ်နေပဲထွက်တယ်သူရဲ့တပွဲကြော်မှာဒီဇောင်း၃လုံးက6လို့ထွက်တယ်အဲ့ဒီ6ရဲ့အောက်ဇောင်းမှာရှိတဲ့ဒီ quantity 8ကိုကျွန်တော်ကဒီနေရာမှာ quantity 8လို့ကျွန်တော်ထည့်နော်အဲ့ဒါကိုတို့အပေါ်မှာအများကြီးရှိတယ်အဲ့ကောင်အပေါင်းချင်းအစိုက်ထောက်ထားတယ်အများကြီးရှိတယ်နော်ဒါဟိုနေ့ကကျွန်တော်ပြောခဲ့တဲ့ဟာဒီလူချင်းပဲပြောမှာကျွန်တော်တို့၃ည၅ဘက်ရက်ရိုက်ထားတာเนาะသူရဲ့နှစ်နှစ်ကျော်ဆောင်းမှရှိတဲ့ခွန်ကိုးနှစ်တည်နှစ်နှစ်ကျော်မှခွန်ကိုးနှစ်လို့ထွက်ကြတယ်เนาะ နောက်ဒီမှာလည်းတုံညာ5ပါဝါဘက်တရီရိုက်တယ်။နှစ်မိနစ်ကျော်မှရှိတယ်ပဲနော်။ကိုရှစ်တုံညာတီကိုရှစ်တုံညာလို့နှစ်ပွဲကျော်မှထွက်။အခုဒီမှာ5တုံညာပါဝါရိုက်ထားတယ်။သူရဲ့နှစ်မိနစ်ကျော်မှရှိတယ်တစ်ခွန်ရှစ်တီနှစ်ပွဲကျော်မှကျွန်တော်တို့တစ်ခွန်ရှစ်လို့ကျွန်တော်တို့ကစားကြည့်နော်။အဲဒီ site ကပြီးခဲ့တဲ့ live မှာကျွန်တော်တေချာရှင်းပြပြီးသား။အဲအဲ့ဒီနှစ်ခုကပြီးသွားတယ်။နောက်တစ်ချက်ကကျွန်တော်တို့ခုနက5ဇွန်လိုင်းထဲမှာ ခုနက၅ဆွန်လိုင်းထဲမှာသူကဘာသွားတိုက်ဆိုင်နေရေးဆိုတော့ခုနက၅ဆွန်လိုင်းထဲမှာကျွန်တော်ပြောသွားတာကျွန်တော်တို့၅နောက်ပိတ်ဒီ၅နောက်ပိတ်ဒီ၅ခါနဲ့เนาะကျွန်တော်တို့ဒီနောက်ထောင်း၃လုံး6လို့ဖြစ်ခိုင်းတာเนาะအဲ့ဒီဖြစ်တဲ့ခဏတည်းကျွန်တော်တို့အရှိ၃နှစ်ကျော်ကနောက်ပိတ်၃လုံး၅လေးနှစ်เนาะကျွန်တော်ဒီလိုပြောရအောင် နောက်ဒုတိယကတ်မှာ6နောက်ပိတ်เนาะ6 90မှာဒီ6နောက်ပိတ်ဒီ6ခါနဲ့နောက်တော့3လုံးကเนาะအဲ့ဒီကိန်းတော့6တုံညာနှစ်ဒီအရှိ3နှစ်ကျော်ကနောက်ပိတ်ထောင်3လုံး6တုံညာနှစ်လို့ကျွန်တော်ပြောခဲ့တယ်เนาะဒီမှာကျွန်တော်တို့6တုံညာနှစ်ဒါအဲ့ဒါကဟိုအခုဒီနေရာမှာကျွန်တော်ဒီခွန်ဒီခွန်ခါနဲ့နောက်ပိတ်3လုံးက နောက်ပိတ်၃လုံးက၄ဖြစ်အောင်ကျွန်တော်တို့တင့်နောက်ပိတ်နေပါတော့ကျွန်တော်ခုနကကျွန်တော်ရှင်းပြခဲ့တယ်။အဲ့ဒီခဏန်းဒီအရှိတ်၃နှစ်ကျော်ကကျွန်တော်ယူပြခဲ့တာဒီ condition နော်ဒီ condition နဲ့မားမဆိုးလို့အော်အခုတခါအဲ့ဒီ၅ဆုံးခုနှစ်ထဲမှာကျွန်တော်တို့ခွန်ခါနှလုံးထောင်ထားတဲ့တပွဲကြုံမှာထွက်တဲ့ခဏန်းဒီသူ့ရဲ့အရှိတ်နှစ်နှစ်ကျော်ကတစ်ထိတ်စီးရဲ့အောက်ကခဏန်းနော်၄၄ 4A 2 2ပေါ့နော်တစ်ထိတ်စီးရဲ့အောက်ကကဏ္ဍ2 2နှစ်နှစ်ကြော်ပြီးတော့ခွန်ခါနှလုံးထောင်ထားတဲ့ဘေးမှာသူထွက်တယ်။နောက်ဒီမှာ2005ခုနှစ်တည်းမှာ620ထွက်တာကခုနကတမျိုး။အခုဒီမှာကျွန်တော်တို့ရှစ်ခါနှလုံးเนาะခုနခွန်ခါနှလုံးအခုရှစ်ခါနှလုံးထောင်ထားတဲ့ဘေးမှာထွက်တဲ့ခဏန်းတည်းအရှိန်နှစ်နှစ်ကြော်ကတစ်ထိတ်စီးရဲ့အောက်က336ဆိုတဲ့ခဏန်း အဲအခုကျွန်တော်တို့ဒီမှာကိုးခါနှလုံးထောင်ပြီသူ့ရဲ့တပွဲကြောင့်မှထွက်မဲ့ခဏန်းသည်ရှေ့နှစ်နှစ်ကျော်ကတစ်ထိတ်စီးရဲ့အောက်က1ခွန်8ဆိုတဲ့ခဏန်းကိုကျွန်တော်ဒီမှာထည့်ခြင်းเนาะအာလေးတော့ပပလေးတော့ရန်ပါလေเนาะအာလေးတော့ပပလေးရန်ထည့်တာဟောအဲ့ဒီကောင်ကတမျိုးနောက်တမျိုးကနောက်တမျိုးကကျွန်တော်တို့ကစားနေကြခွန်စုံเนาะ6စုံ5စုံ เนาะအဲ့ဒီ465ဆိုတဲ့ဇက်လန်းထဲမှာတို့ရှေ့နှလုံးပေါင်း30เนาะရှေ့နှလုံးပေါင်း30ကိုဒီ၄နောက်ဘိတ်နဲ့ခွန်နောက်ဘိတ်နဲ့ပေါင်းရင်17လို့ဖြစ်နေသူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းဒီနေအောင်ကျွန်တော်ပဲလို့ပြောတာအဲသူ့ရဲ့အောက်မှာထွက်တဲ့ဒီခဏန်းကိုကျွန်တော်တို့ကြည့်မယ်ပေါ့เนาะတခါဒီဘက်6ဆုံးခုနှစ်ထဲမှာလည်းရှေ့ပေါင်း30ဖြစ်တယ်နောက်နှလုံး၄နဲ့ခွန်နဲ့က17လို့ပဲသူဖြစ်တယ် အဲ့ဒီနဲ့လုံဆက်တက်ကဒီမှာသူကနောက်ပေါင်း6ဒီဒီမှာနောက်ပေါင်း6ဒီထည့်တဲ့ကရှိတယ်နော်အဲ့အခုဒီမှာလည်းဖြစ်တယ်ရှေ့ပေါင်း30 6ဘိတ်နဲ့5ဘိတ်နဲ့ဆက်တက်နော်သူ့ရဲ့အောက်ကထွက်တဲ့ခဏကိုကြည့်ပါအဲ့သူကကျွန်တော်ဒီမှာ၄နောက်ဘိတ်ထည့်စီ3လုံးက5နောက်ပေါင်း6ရဲ့စာဒီမှာ3နောက်ဘိတ်ထည့်စီ3လုံးက5နောက်ပေါင်း6ရဲ့စာအောင်မှာထွက်တဲ့ခဏနော်နောက်အခုကျွန်တော်တို့ဒီမှာ တစ်စီသုံးလုံးကနောက်ပေါင်း6လို့ဖြစ်တာတဲ့အောက်ဇောင်းမှာထွက်မိကန်းနော်အဲ့ဒီကန်းကသူ့ရဲ့ရှေ့ကျွန်တော်တို့3နှစ်ကြော်ခုနကလိုင်းနဲ့မတူဘူးနော်ခုနက5ဆုံးကျွန်တော်2မျိုးပြခဲ့တာအခုက5ဆုံး6ဆုံး9ဆုံးနော်နှစ်ရည်မတူဘူးအဲ့ဒီတစ်တုံညာရှေ့တီအရှေ့3နှစ်ကြော်ကဒီဇောင်း3လုံးရှေ့နော်ဒီဇောင်း3လုံးရှေ့လို့ဖြစ်ထားတဲ့အောက်ကကန်းတုံညာ1ရှေ့ဒီမှာသွားထွက်တယ် အဲ့ဒီကောင်ထွက်တော့အဲ့မှာနည်းနည်းလေးကျွန်တော်တို့ပြောချင်တာကဒီ၃လုံး၅လို့ဖြစ်တဲ့အပေါ်ကအဲ့ဒီ၃ညထိတ်စီးကနောက်ပိတ်နဲ့ထွက်သလားဒါလေးတစ်ချက်သတိထားနော်အခုကျွန်တော်ပြောရမယ်ဒီနောက်ပေါင်း6ထိတ်စီးဆောင်၃လုံး၅နောက်ပေါင်း6ရဲ့ဇောင်းမှာထွက်မဲ့ခဏကလည်းအရှိ၃နှစ်ကျော်ပါ၃၄နော်တော့ဒီနေရာမှာဇောင်း၃လုံးကို၈ပဲသူပုံတည်ရိုက်တယ်နော်၄၃ညာ၄၈ကျွန်တော်ဒီမှာ၉၄၅က၈နော် ဆောင်းသုံးလုံး၈လို့ဖြစ်တဲ့နောက်ထောင်သုံးလုံး၉ခဏန်းဒီဒီမှာထွက်တယ်ဒီမှာလဲဆောင်းသုံးလုံး၈လို့ဖြစ်တဲ့နောက်ထောင်သုံးလုံးခဏန်း၄၃၈ဒီလေနှစ်နှစ်ကျော်ဒီမှာထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာဆောင်းသုံးလုံး၈လို့ဖြစ်ထားတဲ့ခွန်ရှိ၁ဒီကျွန်တော်၃နှစ်ကျော်ဒီနေ့ရနောက်ပေါင်း၆ရက်ဆောင်းမှာထွက်မလားเนาะအဲ့တော့ तू ကဒီဆောင်း၈ဖြစ်တဲ့နေရာရဲ့နောက်သုံးလုံးခဏန်းကို तू ကယူထည့်တာဟုတ်အဲ့ဒီမှာ तू ကဘာပါလာလဲဆိုတော့ အဲ့ဒီဇောင်းလျှောက်လို့ဖြစ်လိုက်တဲ့ကဏ္ဍဒီအရှိ3နှစ်ကျော်ကနောက်ထောင်3လုံးကဏ္ဍလည်းဖြစ်ကမယ်။နောက်အဲ့ဒီကဏ္ဍဒီ तू ကနေရှေ့ကိုရေးသွားလိုက်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90နှစ်မြောက်ကကဏ္ဍခွန်နောက်ပည့်ရဲ့ဇောင်းကကဏ္ဍနော်အဲ့ဒီခွန်နောက်ပည့်ရဲ့ဇောင်းကကဏ္ဍဒီတစ်တုံညာရှစ်ဒီဇောင်းရှစ်အောက်မှာတစ်တုံညာရှစ်လို့ထောင်ပြီးမှ3နှစ် ကြော်မှာတွတ်ထွက်တာเนาะအဲ့ကျွန်တော်တို့ခုနကရေးလိုက်တာ14နှစ်မလို့ပြန်ရေးကြည့်လိုက်2 4 6 8 10 15 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 121 122 133 134 135 136 137 148 149 150 151 152 153 154 155 156 167 168 169 170 171 172 173 154 25เนาะ25နှစ်မြောက်ကခွန်ထိပ်စည်းရဲဆောင်ရကန်း438အဲ့ဒီ438ကိုဒီမှာ438လို့ထောင်ပြီးမှ3နှစ်ကျော်နောက်ပေါင်းလျှောက်ရဲ့အောက်ဆောင်မှာ438လို့ထွက်တယ်เนาะဒါဆိုရင်အခုကျွန်တော်တို့ဒီနောက်တော့နောက်ပေါင်း6ရဲ့ဆောင်မှာထွက်မဲ့ကန်းတည်းအရှိ25နှစ်နေ4 6 8 10 12 14 15နှစ်မြောက် ွန်ထိပ်စည်းရဲ့ဆောင်းမှာကွန်တီရှိလို့သူထည့်ခဲ့တယ်။အဲ့ဒီခွန်ရှိတက်ကြီးကိုဒီနေရာမှာနောက်ပိတ်သုံးလုံးခွန်တက်ရှိလို့ထောင်ပြီးမှ၃နှစ်ကျော်မှနောက်ပေါင်း6ရက်ဆောင်းမှာထည့်မယ်ဆိုရင်ဒီပွဲထည့်လို့ရတယ်။ဒီပွဲမှာမထည့်ဘူးဆိုရင်ဒီနောက်ပေါင်း6ရက်ဆောင်းဒီပွဲမှာလည်းသူထည့်လို့ရတယ်။နော်ဒါလေးမှတ်ထားနော်။ဒီပွဲမလာဘူးဆိုရင်သွားပြီးတော့စိတ်မလျှော့နဲ့။နောက်ပေါင်း6ကဘယ်6ဖြစ်ဖြစ်သူကစားသွားလို့ရတယ်နော်။ အဲ့ဒီခွန်ရှိတက်ကဒီကွာမွေးရမှာဒါပေမဲ့ကျွန်တော်ကဒီဘိန်းမှာစုံချက်များလို့သူ့ကိုဩခိုင်းတယ်နော်အဲ့အပေါ်မှာလဲအထောက်တွေရှိပါတယ်တေးသေးမောမောတွေမလိုအပ်တာတွေတော့ပြောမနေတော့အဒီကောင်ကကျွန်တော် support line နဲ့လိုက်တာနော်ကျွန်တော်တို့ခိုးခါနောက်ထောင်သုံးလုံး7လို့ဖြစ်တယ်နောက်ပိတ်သုံးလုံးကတင်းနှက်ခတ်8ပေါ့နော်တင်းနှက်ခတ်8လို့သူရိုက်တယ်နော်ဒီသုံးလုံးက1တင်းနှက်ခတ်8 အဲ့ဒီမှာသူ့ရဲ့ဘေးမှာထိတ်ဆီးတော်နှလုံးထိတ်တူထိတ်လို့ကြားလိုက်တာနဲ့ဘွားကိုပဒိတ်6တို့ထွက်တယ်နော်ထိတ်တူထိတ်ကိုဘွားကိုနဲ့ပဒိတ်16လို့သူထွက်တာရှိသူ့ရဲ့အောက်ဆောင်မှာတခွန်ရှိဆိုတဲ့ခဏထွက်တယ်နော်တခါဒီမှာကျွန်တော်တို့၈ခါနဲ့9373လို့ဖြစ်တယ်။၁ရဲ့နှက်ကနောက်3လုံး၊ထိပ်စီ3လုံးက၈လို့တူထွက်တယ်။ ထွက်ပြေးတာနဲ့အဲ့ဒီသူ့ရဲ့ဘေးမှာကိုထိပ်စီနှလုံးထောင်ပြီးတော့ဘွားကိုးနဲ့ဗရိတ်ခွန်လို့သူထွက်တယ်နော်ခုနကဘွားကိုးနဲ့ဗရိတ်ချောက်ဘွားကိုးနဲ့ဗရိတ်ခွန်အဲ့ဒီဘွားကိုးနဲ့ဗရိတ်ခွန်ရင်းမြင်းကုန်မှာတစ်ခွန်ရှစ်ဆိုတဲ့ကောင်ထွက်တယ်နော်အခုဒါဆိုရင်ခွန်ထိပ်ရှိပ်ပိတ်တွေကျွန်တော်ပြထားပါတယ်နော်ခါလေကောင်ကကြိုက်တာထည့်လို့ရတယ်ခွန်ခါထည့်ထည့်ဘာခါထည့်ထည့်ကြိုက်တာထည့်လို့ရတယ် ခွန်ထိပ်ရှိပိတ်ကိုကျွန်တော်နှစ်ဆိုင်တောင်ပြထားတာရှိတယ်။အခုဒီမှာလဲနောက်ပိတ်သုံးလုံးခွန်ခါးကိုနောက်ပိတ်သုံးလုံးတက်လို့ပဲထည့်တယ်တင်းနဲ့ကထိပ်သီးသုံးလုံးကရှစ်လို့ပဲရိုက်တယ်သူ့ဘေးမှာထိတ်တူထိတ်နေပရိတ်က၁၈ခွာ၉ပရိတ်၁၈ပေါ့နော်သူထွက်တယ်ထွက်ပြီးရင်သူ့ရဲ့ဒီဇောင်းမှာကျွန်တော်ကဒီတက်ခွန်ရှစ်အာဆိုတဲ့ခဏမဲ့ကျွန်တော်ထည့်နော်ကျွန်တော်ကတော့ခွန်ထိတ်နဲ့လဲကြိုက်တယ်ဒီခဏကိုတက်ထိတ်နဲ့လဲကြိုက်တယ်နော်ဘလို့ထဲထဲပေါ့လीနော် အကြိုက်ဆိုရင်တော့ကျွန်တော်ကဒီလိုရေးပေးလိုက်တာကျွန်တော်နောက်ပိုးကြိုက်တယ်ခွန်ထိတ်ကြိုက်တာဟုတ်နော်အဲ့လိုမျိုးကျွန်တော်ထည့်ပေးလိုက်တာအဲ့တော့ဒီ site ကဒီ site ကကျွန်တော်ဟိုနေ့ကပြောတော့ပြောပါတယ်တုံးထိတ်ပရိတ်6တုံညာထိတ်စီကခါလို့ဝင်တယ်သူ့ရဲ့နှစ်ပွဲကြောင့်မှာပရိတ်4နော် တစ်ခါသုံးထိပ်စီသုံးထိပ်စီပရိသတ်ခွန်သူ့ဘေးမှာတုံညာထိပ်ကခါလို့ဝင်တယ်သူ့ရဲ့နှစ်ပွဲကြုံမှာပရိ၅နော်ပရိ၄ပရိ၅အခုကျွန်တော်တို့ဒီနေရာမှာသုံးထိပ်စီပရိရှိတုံညာထိပ်စီရဲ့ခါသူ့ရဲ့နှစ်ပွဲကြုံမှာကျွန်တော်တို့ပရိသတ်၆ထည့်မယ်လို့ကျွန်တော်ပြောခဲ့နော်အဲ့တော့သူက၄ပရိ၁ပရိ၄ပရိနော်၄၁၄ပရိသုံးခုပေါ့ကိုးပေါ့နော် ဒါဒီမှာ၄ပြိတ်၄ပြိတ်၅ပြိတ်ပြိတ်၃ခုပေါင်းရင်၃ညကို၃ညပြီးတော့အခုတခါတက်လို့ဖြစ်အောင်၄၁6မှာသူကပြိတ်၃ခုပေါင်း၁၁ဖြစ်မှာဆိုဒီနေရာမှာ6ပြိတ်ထည့်ရပါနော်6ပြိတ်ကိုကျွန်တော်အဲ့ခွန်၈၁ပဲကျွန်တော်ဆွဲထည့်တာပါကျွန်တော်မိတ်ဆွေတွေလည်းကြိုက်ရအောင်6ပြိတ်ကစားကြည့်ပေါ့ဗျာအဲ့ဖိုတဲ့ကျွန်တော်ပြရတဲ့ခွန်63 နော်16ပြိတ်ပဲလုံးဝမမင်းနဲ့နော်ဒီ963ကျွန်တော်ရေးပေးတယ်ပါပါလားမပါပါလားပါတော့ပါသွားပါတယ်နော်963ပြိတ်16ပဲ3နောက်ပြိတ်ပြန်ကြရင်653ကိုထိုင်မပြောင်း1ချိန်နဲ့ကျွန်တော်ခွန်ထိစီးထည့်ပေးလိုက်တယ်963ဆိုပြီးတော့နော်အဲမမင်းနဲ့နော်အဲ့ကျွန်တော်တို့ခွန်ရှိတက်က ျွန်တော်ကဒီနောက်9နဲ့သူ့ထည့်တာကျွန်တော်ဒီ၄ပါဝါ9သူ့အပေါ်မှာနောက်ပေါင်း7ပေါ့ဗျာနောက်သူ့အောက်မှာကျွန်တော်ဒီ9ကိုဗရိတ်9ထပ်ကစားခြင်းတည်းလို့သူကနေအချိန်ကြီးပြေးလာလေဒီမှာ၄ပါဝါ8ပေါင်း9ဒီမှာနောက်10သူ့အောက်ဗရိတ်9ကျွန်တော်ကစားခြင်းတာဟုတ်နော်အခုဒီမှာကျွန်တော်တို့နောက်ပေါင်း၄၄ပါပါရှေ့ပေါင်း၉သူ့အပေါ်မှာနောက်ပေါင်း၉ထည့်ပြီးဒီအောက်ကိုကျွန်တော်ဗရိတ်၉ကျွန်တော်ကစားခြင်းလို့ အဲ့တော့ကျွန်တော်တို့83ရှစ်နှစ်ဒီနေရာမှာ81ဆိုတဲ့အတွဲကိုကျွန်တော်ထည့်ချင်တာအဲ့လိုထည့်မှာမို့လို့နောက်ဘွဲဦးကျွန်တော်တို့ကဒီ၄ပါဝါကိုအဲ့ဒီကိုဗရိတ်ကိုကျွန်တော်ဆက်ပြီးတော့ကစားခြင်းလို့နောက်ကိုကျွန်တော်ခေါ်ကစားတယ်အဲ့တော့နောက်ကိုပြီးမပြီးတော့ကျွန်တော်တို့လည်းမသိဘူးလေဒါပေမဲ့ကစားခြင်းနေဆိုရင်တော့ကစားလို့ရတယ်နော်နောက်ကိုကနောက်ကိုကဒီ site မှာလည်းပေါ်တင်ရှိတာပဲနော်ကျွန်တော်တို့နောက်6ကနောက်6ပဲနောက်6နောက်6ပဲနော် ။နော်ဒီမှာနောက်ပေါင်း9နောက်ပေါင်း9ထည့်သွားလဲရတာပဲ။ဒီမှာနောက်ပေါင်း9ကိုသူက၄ထိပ်စီနဲ့ထည့်ခိုင်းတာပဲနော်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့လောက်ကြီးကြတော့မယူတော့ဘူး။ဒါကစလွန်းတဲ့နေ့ရကျွန်တော်မွေးကနန်းဆိုပြီးကျွန်တော်ပြခဲ့တယ်နော်။9ဆုံး6ဆုံး9ဆုံးအဝေးလား။ကုန်6ဟာနော်အဲ့တော့အဲ့ဒီအထဲမှာကျွန်တော်ပြောခဲ့တာကချစ်ထိတ်စီတစ်လုံးချစ်ထိတ်စီနှစ်လုံးအဲ့ဒီချစ်ထိတ်စီနှစ်လုံးမြောက်ကြတယ် နှစ်ကျော်ပဲ6လေးခုဒီနောက်နှစ်မှာထွက်တက္ကဒီဘက်မှာရှစ်ထိပ်ဒီတစ်လုံးနှလုံးသုံးလုံးမြောက်ကြတယ်သူ့ရဲ့နှစ်ပွဲကျော်က9 4 5ဒီအဲ့ဒီနှစ်ထဲမှာ9 4 5ထွက်တယ်နော်အခုကျွန်တော်တို့ဒီနှစ်ထဲမှာရှစ်ထိပ်စီးကတစ်လုံးနှလုံးသုံးလုံး4လုံးမြောက်ဒီမှာကြာအဲ့တော့ရှစ်တဲ့ဒီ၄လုံးမြောက်ကြတာတဲ့နှစ်ပွဲကြောကနေတစ်ခွန်ရှစ်ဒီဒီနှစ်ထဲမှာမွေးဆိုပြီးကျွန်တော်ရေးပြခဲ့တယ်เนาะတစ်ခွန်ရှစ်နဲ့ ၄၅၅ငါတမွေးရမှာဟဲ့ကြိုက်ရင်ကြိုက်ရင်လည်းလိုက်ထိုးပေါ့ဟုတ်လားမကြိုက်တော့လည်းမထိုးနဲ့ခွန်ထိတ်ရှိပိတ်ဆိုင်တရတော့ကျွန်တော်ထပ်ပြမလို့တော့နောက်ပြီးတော့ဘူပဲတဲ့ကြိုက်လို့ရှိရင်ခွန်၅၈ဆိုတဲ့ကနေ ထည့်လို့ရတယ်เนาะ59 8ပြီးဘယ်လိုထည့်လို့ရတယ်ဒါကကျွန်တော်စိုးရိတ်ရပြထားတယ်နောက်ကျွန်တော်တင်းနောက်ပိတ်တင်းနောက်ပိတ်ဒီမှာတင်းနောက်ပိတ် ဖေးကြောင်သုံးလုံးခွန်ဘေးဖေးကြောင်သုံးလုံး6ဖေးကြောင်သုံးလုံး5ဖေးကြောင်သုံးလုံး4เนาะကျွန်တော်အဲ့လိုမျိုးထည့်ပေးခဲ့တယ်တစ်နောက်ပိတ်ကလည်းပေးပါမလားအဲ့တော့မပြီးဒါကခွန်ထိတ်စီးနဲ့ခွန်နှစ်ရှစ်နော်ထည့်ပေးခဲ့တယ်อืมๆๆติดนอกไปก็ ဒါတွေလည်းတင်းနောက်ဘိတ်တွေပဲနောက်တော့ပြီးခဲ့တဲ့ဘွဲတော့ကျွန်တော်တို့၄၃ညာ၄ဒီမှာ၄ဘူးဒီမှာ၄ဘူးဒီမှာ၄ဘူးဆိုပြီးကျွန်တော်၄၃ညာ၄ပြန်ထည့်ပေးတယ်သူက၄ခါ၄ခါ၄ခါပဲထည့်တယ်နော်လေးခါရပြီသူအမတစ်ပိတ်တစ်ပိတ်တစ်ပိတ်ကိုတစ်ပိတ်နဲ့ပရိငါတစ်ပိတ်နဲ့ပရိငါတစ်ပိတ်နဲ့ပရိငါလို့ထွက်ရင်တော့ပြောတတ်ဘူးလေနော်အဲ့တော့ပြီးမပြီးတော့ကျွန်တော်လည်းမသိဘူးပြီးမပြီးတော့မသိဘူးတဲ့ ပရက်ကြရင်ခွန်ထိတ်၈ပိတ်နဲ့ခွန်၅၈ဆိုတဲ့ခဏလေးထည့်ထိုးကျွန်တော်ဒီမှာတော့ရေးတော့ရေးပေးလိုက်နော်ကျွန်တော်ခွန်၅၈တို့ခွန်၃၆တို့ကျွန်တော်ရေးတော့ရေးပေးလိုက်တယ်အရောင်တော့မရှိပေးလိုက်မလေးဘာလို့ဘာလို့အဲ့ဘူပရက်ကိုပြောတော့ဆိုတော့ကျွန်တော်ဒီဘက်မှာပြောခဲ့ပါတယ်နော်ကျွန်တော်တို့၃ထိတ်၄လုံးဆင်းတာ၅လုံးဆင်းသွားတဲ့လိုင်းကတော့၃ထိတ်အောက်မှာအဲဒီ၃ထိတ်အောက်မှာကျွန်တော်တို့ဘရိတ်၄ ုံးထဲအောက်မှာပရိငါနော်သုံးထဲအောက်ပရိလေးသုံးထဲအောက်ပရိငါသုံးထဲအောက်မှာပရိ6သုံးထဲအောက်မှာပရိခွန်နော်တခါအဲ့ကနေပြီးတော့သူကဒီဘက်မှာတည်းကဒစင်ချော့လာတယ်တခါဒီမှာကျတော့တခါဒစင်ပြန်ချော့သွားအခုကျွန်တော်တို့ဒီကနေပြီးတခါဒစင်ပြန်ချော့ရင်အောက်မှာပရိ6ထပ်ပရိ8ထပ်ပရိ9ထပ်အခုဒီမှာပရိ3ညာထပ်မြန်ထပ်ပြီးမလားပေးမယ်ဆိုရင်ခွန်98ဆိုတဲ့ကဏ္ဍကအော်တိုလိုက်ပေါက်ကမယ်ဆိုင်ရှိတယ် ခွန်ငါးရှိကအော်တိုလိုက်ပေါက်ကမယ်ဆက်ကြည့်တယ်ဆိုတော့ကျွန်တော်တို့ခွန်နှစ်နှစ်ချားလိုင်းထဲမှာခွန်ငါးရှိတရားသူကအော်တိုလိုက်ပေါက်တာပေါ့နော်အဲ့ဒါတွေကမလာသေးဘူးသူကရှစ်ထိတ်စီအောက်မှာတော့ကြာတယ်ဟိုကရှစ်ထိတ်စီကလည်းမဖြစ်သွားတော့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ကရှစ်ထိတ်စီအောက်မှာခွန်ငါးရှိကိုကျွန်တော်တွေးလိုက်တော့စာနဲ့ကျွန်တော်ရေးတင်လိုက်ပါတယ်ရှဲထွက်မဲ့နေရာနဲ့တူပါနော်ဒါအဲကျွန်တော်ခွန်98တဲ့ပဲကျွန်တော်ရေးပြီးလိုက်တာစရေးပြီးတင်လိုက်တာ မချစ်တဲ့စီအောက်မှာမျိုးထွက်မလားမသိဘူးဆိုတော့မထွက်သွားဘူးဒါပေမဲ့ဒီပွဲမှာတကယ်လို့ဘူပရိတ်ထက်နဲ့ထွက်မယ်ဆိုရင်ခွန်ထိတ်ရှစ်အပိတ်နဲ့ခွန်ငါးရှစ်ကရန်ထားလို့ရတယ်နော်ဒါဘူပရိတ်ကြိုက်တဲ့မိတ်ဆွေတွေပရိတ်ထက်ရှိတယ်ဒီ line ထဲမှာအဲ့58က auto light ထွက်တယ်လားဟုတ်တာပေါ့ဒါခုနကကျွန်တော်ပြောခဲ့တဲ့ line ကျွန်တော်တို့ ဒီ9တုံညာပါပါလိုက်တယ်လာရဲ့9တုံညာပါပါလိုက်တယ်ခွန်ကိုနှစ်က2နှစ်ကျော်ထွက်မယ်အဲ့ဒီနှစ်ထဲမှာအဲ့ဒီ9ခွန်8ကသူကအော်တိုကိုလိုက်ထွက်ဒီမှာလဲဗရိတ်တုံညာ9ပါပါရိုက်ထားတယ်သူ့ဆောင်ကခဏ68တုံညာစီအဲ့နှစ်ထဲမှာထွက်နောက်တစ်ချက်အဲ့ဒီနှစ်ထဲမှာအဲ့ဒီ9ခွန်8ဆိုတဲ့ခဏကသူကအော်တိုပဲလိုက်ထွက်တာပဲအခုဒီမှာကျွန်တော်တို့ ဒီတစ်ခွန်ရှိဒီနေရာထည့်ဆိုပြီးကျွန်တော်ထည့်ပေးခဲ့တာပြီးခဲ့တဲ့ပွဲကရှစ်ခါနဲ့ကျွန်တော်အဲ့ခွန်ရှင်၅ဆိုကြိုထိုးခိုင်းရတာထည့်ရခိုင်းတာမထွက်သွားဘူးเนาะဘယ်အဲ့မှာမထွက်ပဲနဲ့ဒီနေရာရောက်မှမြန်လာထွက်မှလားမသိဘာလို့လုံးဆိုတော့အဲ့ခွန်ရှင်၅ကသူကအော်တိုလိုက်ပေါက်ကမဲ့ site ရှိတယ်ဒီမှာကျွန်တော်နေဥမာတယ်ရေးထားပေးသေးတာဒါခွန်ရှင်၅မွေးခဏငါလေးနှစ်တူခွန်ရှစ်တစ်တူဒါကျွန်တော်နေဥမာတယ်ဒီစာရွက်ဒါဒါနေဥတည်းကကျွန်တော်ပြထားတဲ့စာရွက်ဒီနေရာမှာကျွန်တော်တို့တစ်ခါကစားသေးတယ်မထွက်လာဘူး คุณอาสาวยนมาดูด้อาสาวยาเขาดาดีเวดด้วยสายโยดาดีเวดด้วยดิสเวดดาดิสายโยดิสายโยก็จะรอพวกนี้มาเรียจนสวยบีดาดิสายโย ဆက်တစ်ဘရိတ်ကိုကြာရင်အပူခွဖြစ်ဖို့များတယ်နော်ဆက်တစ်ဘရိတ်ဆိုရင်အပူခွဖြစ်ဖို့များတယ်အဲလိုတစ်ဘရိတ်မဖြစ်ဘဲနဲ့6ဘရိတ်ဖြစ်ရင်တော့ကျွန်တော်တို့ကျွန်တော်ကဏ္ဍ963နဲ့963ဒဲနဲ့68ဒဲပေါ့နော်ခွန်တစီနောက်ပေါင်းကိုအဲ့ဒါပဲကျွန်တော်ထည့်လိုက်တော့ပေါ့နော်အဲအားလုံးပဲကံကောင်းကြပါစေ။နောက်ကြမှရောက်တဲ့ကျွန်တော်မိတ်ဆွေတွေပြန်ကြည့်ပါနော်။ကျွန်တော်ဒီနေ့ကြားတဲ့ site တွေ share ကြည့်ပါမယ်။ ွန်ထိတ်စည်းတွေကျွန်တော်စောရေးတရပြထားပြီးသားအထူးတလဲပြန်ပြီးတော့ရှင်းပြနေတရမလို့တော့တကယ်လို့ခွန်ထိတ်လာရင်တနစ်ကျော်ကနန်းလာမယ်တကယ်မှခွန်ထိတ်ကိုမပေးကစားခြင်းမဟုတ်ဆိုရင်တနစ်ကျော်ကနန်းမလာခြင်းလို့ခွန်ထိတ်မထည့်ဘူးဆိုရင်အဲ့ဒီခွန်ကိုခါပြောင်းကစားဖို့ပဲရှိတယ်ခါပြောင်းကစားရင်ကျွန်တော်တို့တစ်ထိတ်နဲ့ကစားရတော့ချစ်ကထိတ်ကကုန်ပြီဆိုတော့ကျွန်တော်တို့ခွန်ထိတ်ကိုမပေးကစားရင်ကျွန်တော်တို့တစ်ထိတ်နဲ့ထိုးရမှာ ဒီပုံစံအတိုင်းထိုးရမှာပဲ font 8 font 8လို့ဒီလိုကိုထိုးရမှာအစီအော်ဒီလာတယ်ဟုတ်တယ်တော့6ပြိတ်နဲ့ခွန်63ခုနေ့ကပြလိုက်ပြီးတော့ဝင်နေဖြစ်သွားလို့အဲ့ဒါလေးပြန်လာသတိပေးတာခွန်63နဲ့ခွန်68နော်အားလေးပပတော့ရန်တာဒီကောင်ကတော့သဘောပေါ့နော်ဒီကောင်ကတော့3နောက်ပြိတ်နဲ့ထိုးရမှာဒီကောင်လေးနော် တော့လည်း၃နောက်ပိတ်နဲ့ထိုးရမယ်ကျွန်တော်ကခွန်36လို့သွားရေးဟောဒီမှာရေးထားတာကိုညလုံးဝလည်းမမြင်ဘူးအာဘူဘရေကြရင်ဒီလိုထဲ့နော်ခွန်ခွန်ရှိခွန်ရှိခွန် ီကောင်နေရကျွန်တော်နှစ်ပရိတ်နဲ့ထည့်တာခွန်ရှစ်အတွဲကိုနှစ်ပရိတ်နဲ့ထည့်နော်ခွန်ရှစ်၄ခွန်ရှစ်၃တာရှစ်တနစ်ကြော်တယ်ရှစ်တနစ်ကြော်ကနေဒါဆိုကိုနောင်ပြောတဲ့ရှစ်ပရိတ်နဲ့ဆိုဒီကောင်လေးလည်းကြိုက်တာပဲနော်ခွန်၃ရှစ်ခွန်ရှစ်၃လို့လည်းထိုးလို့ရတယ်နော်ကျေဟုတ်ပြီမနေ့ပြန်အားလုံးပဲကံကောင်းကြပါသေးပြီနော်